လောင်းလုံမျိုးအောင်တပြေဖုံးကြောင်ရှိစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးတနင်္လာရီတိုင်းလောင်းလုံမျိုးအောင်တပြေဖုံးကြောင်တွင်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးပြီး9ဦးထဏ်ရာရရှိခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်အော်တိုဘာ18ရက်မနက်9:15မိနစ်ခန့်ကစတင်ခဲ့တဲ့အဆိုပါတိုက်ခိုက်မှုသည် တနအိခွဲခန့်ကြာမြင့်ခဲ့ပြီးဒဏ်ရာရသူများထဲမှနှစ်ဦးမှာဒဏ်ရာပြင်းထန်ကတေဆုံးနိုင်ွယ်ရှိကြောင်းသိရပါတယ်။ရင်းဖုံကြီးကျောင်းတွင်တက်ဆွဲထားတဲ့စစ်တပ်သည်ဒေသခံပြည်သူများကိုနေ့စဉ်ချိန်ချောက်ပြီးလူငယ်များကိုအဓမ္မပေါ်တာဆွဲခြင်းစစ်မှုထမ်းအတင်းကျပ်စုဆောင်ခြင်းခီးသွွားပြည်သူများကိုမတရားဖမ်းဆီးကငွေကြေးညှိယူခြင်းစတဲ့အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်လျက်ရှိပါတယ်။ဒီတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုနဲ့လောင်းလုံးတမနီလိပ်ပြတက်ဖွဲ့တို့ ူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးရဲဘော်များအထူးခိုင်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ပြည်သူပုံရံသူအကြမ်းဖက်ဆက်အာဏာရှင်ကိုနောက်ဆုံးအထိစူပေါင်းအင်အားဖြင့်ချေမှုန်းသွားမယ်လို့ရဲဘော်ရှဲတို့ကဆိုပါတယ်ရှင်။